ရှင်ကျမကတော့ teacher ee အောင်ပါဒီ lesson ကတော့ English grammar series ထဲက lesson တစ်ခုဖြစ်ပါတယ်ဒီ lesson ထဲမှာ nouns နဲ့ပတ်သက်ပြီးတော့အသေးစိတ်သင်ကြားပေးမှာဖြစ်ပါတယ် noun ဆိုတာဘာလဲဆိုတာအရင်ကြည့်ကြရအောင် a noun is a name of a person place thing animal feeling or idea noun ဆိုတာ person လူ place နေရာ thing အရာဝတ္ထု animal တိရစ္ဆာန် feeling ခံစားချက် idea စိတ်ကူးသဘောထားတွေရဲ့အမိတွေကိုခေါ်ပါတယ်ဒီ lesson မှာ types of nouns nouns အမျိုးအစားတွေကိုလေ့လာမှာဖြစ်ပါတယ်ဒီမျိုးအစားတွေကတော့ concrete and abstract nouns common and proper nouns collective nouns countable and uncountable nouns တို့ဖြစ်ပါတယ် concrete and abstract nouns ပထမဆုံး concrete nouns ကိုကြည့်ကြရအောင် concrete nouns မှာ person လူ place နေရာ animal တိရစ္ဆာန် thing အရာဝတ္ထုတွေပါဝင်ပါတယ်ဒီမှာမြင်တွေ့ရတဲ့အတိုင်းပဲ concrete nouns တွေဟာမြင်တွေ့ထိတွေ့လို့ရတဲ့အရာတွေဖြစ်ပါတယ်ဒါဆိုရင် abstract nouns တွေကဘယ်လိုအရာတွေဖြစ်နိုင်မလဲ abstract nouns တွေကတော့မြင်လို့ထိလို့မရတဲ့ ideas စိတ်ကူးသဘောတရားတွေနဲ့ emotions စိတ်ခံစားမှုတွေဖြစ်ပါတယ်။ abstract noun တွေပါတဲ့ဥပမာ sentence ကိုကြည့်ကြရအောင်။ Love is the best medicine. ဒီစကားကိုကြားဖို့ကြမှာပါအချစ်ဟာအကောင်းဆုံးဆေးတစ်ခွက်ဆိုတာဒီ sentence မှာ love က abstract noun ဖြစ်ပါတယ်။သူဟာမြင်လို့ထိလို့မရပါဘူး။ဒါပေမဲ့ရှိနေရဆိုတာတော့သိကြပါတယ် right Wisdom comes from knowledge. ဒီ sentence မှာ wisdom နဲ့ knowledge က ideas တွေဖြစ်ပါတယ်။ဒါကြောင့်သူတို့ဟာ abstract nouns တွေဖြစ်ပါတယ်။ Your satisfaction is guaranteed. ဒီ sentence ကိုများသောအားဖြင့် um advertisement ကြော်ညာတွေမှာတွေ့ဘူးကြမှာပါ။ um ဒီ sentence မှာ satisfaction ကျေနပ်မှုက abstract noun ဖြစ်ပါတယ် common and proper nouns common noun ဆိုတာ general nouns တွေဖြစ်တယ်သူတို့ဟာနာမည်အတိအကျမရှိပါဘူး proper noun ဆိုတာ specific တိကျတဲ့ nouns တွေကိုဖော်ညွှန်းတယ်ပိုရှင်းသွားအောင်ဥပမာနဲ့တွဲပြီးတော့ကြည့်ကြရအောင် who is the writer ဒီမှာစာရေးဆရာရဲ့နာမည်ကိုအတိအကျမပြောထားပါဘူး။ဒါကြောင့် writer က common noun ဖြစ်ပါတယ်။ J.K. Rowling wrote Harry Potter ဒီမှာ Harry Potter စာအုပ်ကိုရေးတဲ့စာရေးဆရာနာမည် J.K. Rowling ကိုအတိအကျဖော်ပြထားပါတယ်။ဒါကြောင့်သူဟာ proper noun ဖြစ်ပါတယ်။နောက်တစ်ခုကြည့်ကြရအောင်။ Let's go to the city ဒီမှာစီရီဘယ်မျိုးလဲဆိုတာကိုအတိအကျဖော်မပြထားပါဘူး။ဒါကြောင့်သူဟာ common noun ဖြစ်ပါတယ်။ Come visit New York City ဒီမှာ New York City ကမြို့တစ်မြို့ရဲ့နာမည်အတိအကျဖြစ်ပါတယ်။ဒါကြောင့်သူဟာ proper noun ဖြစ်ပါတယ်။ I applied to the university ဒီမှာ ဘယ် university လဲဆိုတာကိုနာမည်အတိအကျမပြောထားပါဘူး။ဒါကြောင့် university က common noun ဖြစ်ပါတယ်။ I graduated from Long Island University. ဒီ sentence မှာ Long Island University က university တခုရဲ့နာမည်အတိအကျဖြစ်ပါတယ်။ဒါကြောင့် proper noun ဖြစ်ပါတယ်။ဆောဆောကပြောခဲ့တဲ့အတိုင်းပါပဲ။ Author City University တို့ဟာနာမည်အတိအကျမဟုတ်တဲ့စကားလုံးတွေဖြစ်တဲ့အတွက်ကြောင့် common nouns တွေဖြစ်ပါတယ်။ J.K. Rowling, New York City, Long Island University တို့ဟာနာမည်တွေဖြစ်တဲ့အတွက်ကြောင့် proper nouns တွေဖြစ်ပါတယ်။အဲ့ဒီလိုပဲ religion, language, month, day တို့ဟာနာမည်အတိအကျမဟုတ်တဲ့စကားလုံးတွေဖြစ်တဲ့အတွက်ကြောင့် common nouns တွေဖြစ်ပါတယ်။ဒါပေမဲ့ bar religion လဲ Buddhism ဘာ language လဲ French ဘာ month လဲ April ဘာနေ့လဲ Sunday ဆိုပြီးတော့နာမည်အတိအကျတွေရှိခဲ့လို့ရှိရင်เนาะ proper nouns တွေဖြစ်ပါတယ်တခုတတိချမိလာတော့မသိဘူး proper nouns တွေရဲ့အစစလုံးတွေမှာ capital letters စလုံးအကြီးနဲ့ရေးရပါတယ်။အဲ့ဒါလေးကစာရေးတဲ့အခါမှာအရင်ရေးကြည့်တဲ့အတွက်ကြောင့်တည်တည်ချာချာသတိပြုဖို့လိုအပ်ပါတယ်။ collective noun ဆိုတာဘာ၄ဖြစ်မလဲ a collective noun names a group of things collective noun ဆိုတာအဖွဲ့တို့အစုအစည်းတို့ရဲ့အခေါ်အဝေါ်ဖြစ်ပါတယ်ပူပြီးရှင်းသွားအောင်ဥပမာတွေနဲ့တွဲပြီးကြည့်ကြရအောင် our class went on a field trip ဒီမှာ class က a group of students ကျောင်းသားအစုအစည်းကိုခေါ်တာဖြစ်တယ် the army is dispatching Dima army a group of soldiers Sita စစ်သားအစုအစည်းကိုခေါ်တာဖြစ်တယ်။ There is a herd of cows in the field. ဒီမှာ herd ကအသားမစားတဲ့တိရစ္ဆာန်အစုအစည်းကိုခေါ်တာဖြစ်ပါတယ် a group of herbivores. A group of students go class, a group of soldiers go army, a group of cows go herd. ဒါတွေကိုသိခဲ့ပြီးပါပြီ။ what about a group of criminals? ရာဇဝတ်သမားအဖွဲ့တစ်ဖွဲ့ကို gang lo လို့ခေါ်ပါတယ်။ a gang of criminals အလုပ်သမားအဖွဲ့ staff lo လို့ခေါ်ပါတယ်။ a group of employees staff What about a group of bees? ပြားအဖွဲ့အစည်းတစ်ခုကို swarm lo လို့ခေါ်ပါတယ်။ a swarm of bees shoes ကိုတော့ a pair of shoes လို့ခေါ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ Hughes ကနှစ်ဖက်ရှိလို့ပါမြင်းနဲ့နှစ်ဖက်ရှိတဲ့နှစ်ခုရှိတဲ့အရာတွေကိုဖဲနဲ့သုံးပါတယ်။ငကက်နှစ်ဖက်ဆိုလို့ရှိရင်လည်း a pair of earrings လို့ပြောပါတယ်။ a group of books ကို stack လို့ခေါ်ပါတယ် a stack of books a group of bananas a bunch of bananas english မှာ collective noun တွေအများကြီးရှိပါတယ်အားလုံးကိုမှတ်ဖို့ဆိုတာတော်တော်ခက်ခဲပါတယ် ဒါကြောင့်အသုံးများတဲ့ collective noun တွေကိုမှတ်ထားပြီးတော့ကျွမ်းကျင်စွာသုံးနိုင်အောင်လေ့ကျင့်ပါအကယ်၍မေ့သွားခဲ့ရင်လည်းမပူပါနဲ့တော်တော်များများကို စကက်လုံး group နဲ့ bunch ကိုအဆင်ပြေသလို သုံးလို့ရပါတယ်ဥပမာ gang ဆိုတဲ့စကက်လုံးကိုမေ့သွားခဲ့ရင် group of criminals လို့ပဲသုံးလိုက်လို့ရပါတယ် stack ဆိုတဲ့စကက်လုံးကိုမေ့သွားခဲ့ရင် bunch of books လို့ပဲပြောလို့ရပါတယ်ဒါကတော့လွယ်တဲ့နည်းပေါ့ ဒါပေမဲ့ collective nouns တွေကိုတတ်နိုင်သလောက်မှတ်သားစေချင်ပါတယ်။ဘာလို့လဲဆိုတော့ collective noun တွေဟာစကားပြောတဲ့အခါမှာပူပြီးလှပစေပြီးတော့ကိုယ့်ရဲ့ကျွမ်းကျင်မှုကိုပူပြီးပြသနိုင်ပါတယ်။ countable and uncountable nouns countable nouns တွေကရေးတွက်လို့ရတဲ့အရာတွေကိုခေါ်ပါတယ်။ singular တခုဆိုရင် a pencil, an apple, a rabbit, plural တခုထပ်ပို့ရင် two candles, a few books, saw and nge, lots of carrots, carrots အများကြီးဒါရီဟာရေးတွက်လို့ရတဲ့အရာဥမာတွေဖြစ်တယ်။ရေးတွက်လို့မရတဲ့အရာတွေကိုတော့ uncountable nouns လို့ခေါ်ပါတယ်။ဥပမာ water ရေးဟာရေးတွက်လို့မရပါဘူး။ rice စံစည်းလေးတွေကသေးသေးလေးတွေဆိုတော့ရေးမယ်ဆိုရင်တော်တော်ခက်ခဲပါမယ်။ဒါကြောင့် rice ကိုရေးတွက်လို့မရတဲ့ uncountable noun လို့ယူဆပါတယ်။ love love ကခံစားချက်ဖြစ်တယ်ရေးတွက်လို့မရပါဘူးဒီ lesson အစပိုင်းမှာပြောခဲ့သလို love က abstract noun ဖြစ်တယ် abstract noun တွေတော်တော်များများဟာရေးတွက်လို့မရပါဘူး uncountable nouns တွေကို articles တွေဖြစ်တဲ့ a တို့ an တို့နဲ့တွဲသုံးလို့မရပါဘူးဒါပေမဲ့ unit ကို သုံးပြီးတော့ရေးတွက်ကိုပြလို့ရပါတယ်ဥပမာ a bottle of water ရေတပူးသို့မဟုတ်2 liters of water ဆန်ကို a bag of rice သို့မဟုတ်15 pounds of rice ဆိုပြီးပြောလို့ရပါတယ် love ကိုတိုင်းတာတဲ့ရေးထွက်တဲ့ unit တော့မရှိပါဘူးဒါပေမဲ့ a lot of love လို့ဥပမာ ပြောလို့ရပါတယ် for example a mother gives her child a lot of love countable နဲ့ uncountable noun နှစ်ခုစလုံးမှာအရေးအတွက်မသိကြရင် မသိရင် some ဆိုတဲ့စကားလုံးနဲ့တွဲသုံးလို့ရပါတယ်ဥပမာ some pencils, some apples, some water, some rice, some love. မေးခွန်းမေးမယ်ဆိုရင် uncountable nouns အတွက် how many ကိုသုံးပါတယ်။ဥပမာ how many pencils, how many rabbits. uncountable nouns တွေအတွက်ဆိုရင် how much ကိုသုံးပါတယ်။ how much water, how much rice. ဒီ grammar rules တွေဟာ basic ဆိုပေမဲ့အရန်ကိုအရေးပါအရေးကြီးတဲ့အခြေခံအချက်လက်လေးမျိုးဖြစ်ပါတယ်။ဒီ lesson မှာ types of nouns nouns အမျိုးအစားတွေဖြစ်တဲ့ concrete and abstract nouns မြင်တွေ့ထိတွေ့လို့ရတဲ့ nouns တွေနဲ့မြင်တွေ့ထိတွေ့လို့မရတဲ့ nouns တွေ common and proper nouns နာမည်အတိအကျမရှိတဲ့ general nouns တွေနဲ့နာမည်အတိအကျပေါ်ပြထားတဲ့ nouns တွေ collective nouns ဖွဲ့အစုအစည်းကိုဖော်ညွှန်းတဲ့ nouns တွေ countable and uncountable nouns ရေးတွက်လို့ရတဲ့ nouns တွေနဲ့ရေးတွက်လို့မရတဲ့ nouns တွေကိုလေ့လာခဲ့ပြီးဖြစ်ပါတယ် basic grammar lesson ကိုလေ့လာခြင်းဖြင့် english ဘာသာအခြေခံပို့ပြီးခိုင်မာစေပါတယ် If you like this lesson, give it a thumbs up. If you're new to my channel, make sure to hit that subscribe button and the bell icon next to it to get my latest lessons. Thank you and happy learning. I'll see you in the next lesson.